ဒီလိုမျိုး FPS game တွေမှာမစော်ဘူးသေးဘူးဆိုရင်တော့ခမားက game မှာစစ်တယ်လို့ပြောလို့မရဘူးကျွန်တော်စော်ဘူးသမျှ game တွေအကုန်လုံးထဲမှာမှာအကောင်းဆုံး graphic ်အကောင်းဆုံး storyline အကောင်းဆုံး compass တိုင်နေတဲ့ game 5ခုကိုဒီနေ့အိမ်ထဲမှာပဲနေပြီးတော့ဂူအောင်နေတဲ့ new key တွေအတွက်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဆုံးကြီးကြည့်ပါ let's go number 1 delta force ဒီ game ကတော့အခုဒီထွက်လာမယ်ထွက်လာမယ်ဆိုပြီးတော့နေလန်းနေတဲ့ game လေးတခုပဲဖြစ်ပါတယ်မထွက်လာခင်တည်းကအခုဆိုရင် graphic နဲ့ play style design တွေကြောင့်တင်စာနေတဲ့အရန်ကိုနာမည်ကြီးနေတဲ့ game တစ်ခုပဲဖြစ်ပါတယ်။တကယ်လို့သာထွက်လာမယ်ဆိုရင် Escape from Tarkov Battle 34လို့မျိုး5ကိုအပြည့်ရမယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။ပါဝင်တဲ့ map ကလည်းသူ့ရဲ့တင်စာကြည့်ပုံအရအရန်ကိုကျယ်ပြီးတော့ realistic ဖြစ်တဲ့ map feel ကိုရရှိပါတယ်။ ် Griffin နဲ့ Play Sign ကတော့အတက်ပေါ့နော်ဒီ game ထဲမှာခမရက Elite Delta Force OP Military နေရာကနေပေါဝင်ရမှာဖြစ်ပြီးတော့ mission အမျိုးမျိုးကိုလှုပ်ဆောင်ရမှာပဲဖြစ်ပါတယ် PvP မှုလည်းဆော့လို့ရမယ်ပြောထားတဲ့ပုံစံအရတော့ official release ကတော့မြန်မာမှာမရသေးပဲနဲ့ China server မှာတက်စွာရင်ဆော့ကြည့်လို့ရတယ်လို့ပြောထားပါတယ်တကယ်လို့ဆော့ကြည့်နေဆိုလို့ရှိရင်တော့ comment မှာမေးခဲ့ပေးပါကျွန်တော်တေချာလေးပြန်ဖြေပေးပါမယ်နံပါတ်2 arena breakout ီ game ကတော့မထွက်လာခင်တည်းကအရန်ကိုနာမည်ကြီးခဲ့ပြီးတော့ Escape from Tarkov ရဲ့ concept နဲ့ဖန်တီးထားတာလို့ပြောရလောက်အောင်ချီးကျူးရလောက်တဲ့ game တစ်ခုပဲဖြစ်ပါတယ်ထူးထူးဆန်းဆန်းပြောပြတဲ့အောင်မလို့အောင်မိုက်တဲ့ game တစ်ခုပါခက်ခက်ခဲခဲနဲ့ဆော့ရမယ့် FPS game တစ်ခုဖြစ်ပြီးတော့ graphic sound design smooth ဖြစ်တဲ့အပိုင်းတွေမှာထူးထူးဖြစ်တဲ့အောင်မရှိပါဘူး စောရမယ့်ပုံစံကခမ ्या ကိုဘတ်တာဖီးတဲ့ဝင်တာနဲ့ပစ္စည်းတွေလိုက်ပြီးတော့ကောလက်လုပ်ခိုင်းမယ်။ဂန်ပါတွေရှိမယ်။ပေးထားတဲ့မစ်ရှင်ကိုအောင်မြင်အောင်လုပ်အောင်မယ်။တစ်ခေါက်သေးတာနဲ့ခမ ्या လုတ်ထားသမျှအရာအကုန်လုံးကတဲတဲ့ရေသွန်းဖြစ်တော့မှာပါ။ Mobile, Console, PC အကုန်မှာဒေါင်းပြီးစောလို့ရပါတယ်။ Number 3, Let's Ride ီဂိမ်းကတော့ Apex Legends နဲ့ခက်စစ်စင်ဂိမ်းတစ်ခုဖြစ်ပါတယ်။ဒီဂိမ်းရဲ့ထူးခြားချက်တွေကတော့တခြား Battle Royale ဂိမ်းတွေလိုမဟုတ်ဘဲ response ခဏခဏလုပ်လို့ရတာတွေ၊ character တွေရဲ့ role ကိုရွေးလို့ရတာတွေက player တွေကိုစိတ်ကြိုက်တွေ့စေပါတယ်။ player တွေစိတ်ကြိုက် weapon customize လုပ်တာတွေကလည်းတကယ်ကို perfect ဖြစ်လွန်ပါတယ်။ low end high end နှစ်မျိုးစလုံးမှာအဆင်ပြေပြေဆော့လို့ရမယ် smoothie graphic နဲ့ free to play game တခုဖြစ်တာကြောင့်ဆော့ရတာအရင်အရင်ကိုတန်ပါတယ်လို့ကျွန်တော်ကတော့ထင်ပါတယ် blast strike ကလည်းအရင်ကနာမည်ရှိပြီးသား game ဖြစ်တာမဟုတ်လို့အများများဆက်စားပြောပြတဲ့လိုမယ်လို့တော့ကျွန်တော်မထင်ပါဘူးခင်ဗျာ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်နံပါတ်2ကိုဆက်သွားလိုက်အောင်ခင်ဗျာ number 4 modern strike online ဒီ game က Call of Duty ကို Counter Strike လို့နဲ့တပုံစံနဲ့နှိပါကိုတူနေတဲ့ game လေးပဲဖြစ်ပါတယ်။တခြား game တွေက play style လောက်ပဲတူတာဆိုတာလက်ခံပါတယ်။ဒါပေမဲ့ဒီ game ကတော့ game mode တွေ play style တွေ character တွေနဲ့ weapon တွေကအစတပုံစံနဲ့တူနေတာကိုတွေ့ရမှာပါ။တခြား FPS တွေလို့အချိန်ကြာမြင့်ဆိုတာမလိုအပ်ပဲစော်ကားနိုင်မှာဖြစ်ပြီးတော့ CS:GO တို့ COD တို့ကြိုက်တဲ့လူတွေအတွက်ဆိုလို့ရှင်တော့ ဒီ game ကအကြိုက်ပြည်စင်မှာအမှန်ပါပဲခင်ဗျ Modern Strike Online ကဆိုရင်အရင်ကတည်းကနာမည်ရခဲ့တဲ့ game တစ်ခုဖြစ်ပြီးတော့သူ့ရဲ့ graphic ကြောင့်နာမည်အရန်ကိုကြီးနေတဲ့ game တွေတခုလည်းဖြစ်ပါတယ်နံပါတ်5 Modern Combat Moron Kuma 5က military FPS game တစ်ခုဖြစ်ပြီးတော့ကစားမဲ့သူက Kaden Phoenix character နေရာကနေကစားပြီးကမ္ဘာမူရဖြတ်သိမ်းရေးစစ်ဆင်ရေးတွေကိုလှုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။ Multiplayer mode, team deathmatch, capture the flag, ဘတ်တာရိုက်ကဲ့သို့ PPP ပုံများလည်းအများကြီးပါရှိပါသေးတယ်။စစ်သားအမျိုးအစားများကိုရွေးချယ်နိုင်ပြီးတော့တူးချင်းစီရဲ့မတူညီတဲ့ unit scale တွေကိုလည်းတွေးရှိရမှာဖြစ်ပါတယ်။ graphic ကလည်းကောင်းပင်တာထက်ပိုပြီးတော့ mission တွေနဲ့ဆောင်ရမယ်ဂိမ်းကောင်းလေးတစ်ခုဖြစ်တာကြောင့်အခုပဲသွားထောင်းကြည့်ဖို့အကြံပေးချင်ပါတယ်။ Android and iOS Nintendo PC တွေမှာ download လုပ်ရပြီးတော့ Ficeus ကလည်းစုစုပေါင်း2 GB လောက်ပဲရှိတာမလို့ဖုန်းမြင့်ကဖုန်းနေကောမှာဆော့လို့ရမယ်ဂိမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ အရှိမတင်ဆက်ပေးခဲ့တဲ့ FPS game တွေအကုန်လုံးက Android iOS နှစ်မျိုးစလုံးမှာဆော့လို့ရပါတယ်။တကယ်လို့ခမည်းကဒီ FPS game တွေမှာမလုံလောက်သေးဘူး။တခြား game တွေလည်းအများကြီးဆော့နေသေးတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel ထဲမှာ video တွေအများကြီးတင်ထားပါတယ်။ပြီးကြတော့ comment box ထဲမှာလည်းခမည်းကဘလို့ပုံစံ game တွေကိုတည်ကျင်လဲဘလို့ပုံစံတွေဆော့ကျင်လဲဆိုတော့လည်းမှန်တော်လို့ရပါတယ်။အဲ့ဒါအကုန်လုံးကိုလည်း content လေးတွေပြန်လုပ်ပြီးတော့ဖြည့်ကြပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်တော်ကတော့ MC ပဲဖြစ်ပါတယ်။နောက်တဲ့ video မှာလည်းကျွန်တော်တို့ပြန်တွေ့ရအောင်ခမည်း။